င်္ဂလာပါရှင်။အခုချိန်ကစပြီး Radio NUG ရဲ့ February 10ရက်နေ့ပြည်တွင်းသတင်းများကိုဖတ်ကြားပေးပါရမယ်။ကျွန်မຫນွေဦးမိုင်းပါ။ပထမဆုံးစစ်အာဏာရှင်နဲ့သူ့လက်အောက်ကလူတွေအတော့ကိုအခြေအနေမကောင်းမှုလို့ပြည်တော်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေးဆိုလိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ February 10ရက်ကကျင်းပတဲ့ CDM လှုပ်ရှားမှုနှစ်နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနားမှာပြည်တော်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေးကအခုလိုဆိုလိုက်ပါရယ်။အာနာယူစစ်အာနာရှင်ကလည်း သူ့လက်အောက်ကလူတွေအပေါင်းဝင်သူတို့ကိုယ်တိုင်က အတော့ကိုအခြေအနေမကောင်းဖြစ်နေပါတယ်သူ့လက်အောက်ကလူတွေပျက်စီးဖို့ဖန်တီးခဲ့တာပဲဖြစ်ပါတယ်ယခုလည်းဒီလူတွေပျက်စီးဖို့ရာသူ့ဖန်တီးသွားမှာပဲဖြစ်ပါတယ်စီအာနာရှင်ကလည်းသူ့လက်အောက်ကသူတွေကိုပျက်စီးဖို့ရာသူ့ဘာသူဖန်တီးနေတာပဲဖြစ်ပါတယ်လို့ဝန်ကြီးကဆိုပါတယ်လက်ရှိမှာစစ်ကောင်စီတပ်မှအရာရှိအပါဝင်လက်အောင်ငယ်သားများမှာ PDF နဲ့ပူပေါင်းအဖွဲ့များထံတွင်ဖမ်းဆီးခံရမှုတို့ရှိနေပါတယ်ရှင် ဆက်လက်ပြီးပင်လုံစာချုပ်ချုပ်ဆိုခြင်း86နှစ်မြောက်အထင်အမှတ်အခမ်းအနားအနေနဲ့ NUG နဲ့ NUCC တို့ပူးပေါင်း၍ဆွေးနွေးပွဲကျင်းပမယ့်တဲ့ရင်ကိုတင်ပြပေးပါမယ်။ပင်လုံစာချုပ်ချုပ်ဆိုခြင်း86နှစ်မြောက်အထင်အမှတ်အခမ်းအနားအနေနဲ့ NUG နဲ့ NUCC တို့ပူးပေါင်း၍ဆွေးနွေးပွဲကိုဖေဖော်ဝါရီလ17ရက်နေ့စနေနေ့မြန်မာစံတော်ချိန်ည9:00နာရီတွင်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါဗျ။ဆွေးနွေးပွဲကိုအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရဝန်ကြီးဌာန ီရန်စုဝင်ကြီးနော်ဆူဆနာလှလှဆိုးတို့လည်းတက်ရောက်မှဖြစ်ပါတယ်။ပင်လုံစာချုပ်ချုပ်ဆိုခြင်း86နှစ်မြောက်အထိမ့်မှတ်အခမ်းအနားအနေဖြင့်အမျိုးသားရင်ငွေရဲ့အတိုင်းပင်ခံကောင်းစီနဲ့အမျိုးသားရင်ငွေရဲ့အစိုးရတို့ပူပေါင်းပြီးဖက်ဒရယ်အရေးရဲရဲတွင်ရဲရဲဆွေးနွေးခေါင်းစဉ်ဖြင့်တော်လှန်လူငယ်ဟောပြောပွဲအားအမျိုးသားရင်ငွေရဲ့အတိုင်းပင်ခံကောင်းစီအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရဝင်ကြီးဌာနနဲ့ Public Voice Television Facebook စာမျက်နှာများနဲ့အခြားသောမီဒီယာစာမျက်နှာများတွင်တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါရဲ့ရှင်။ဆလပီ NDAA ဟာ NUG, NUCC, ERO တွေကိုကူညီပေးနိုင်မဲ့လမ်းကြောင်းကိုပေါ်ပေးလိုက်တာဖြစ်တယ်လို့လူအခွင့်ရေးရဝင်ကြီးဆိုလိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ NDAA ဟာ NUG, NUCC, ERO တွေကိုကူညီပေးနိုင်မဲ့လမ်းကြောင်းကိုပေါ်ပေးလိုက်တာဖြစ်တယ်လို့ လူ့အခွင့်အရေးရဝန်ကြီးဦးအောင်မျိုးမင်းကတွိတ်ဆုံမင်းမြန်ခန်းတစ်ခုမှဆိုခဲ့ပါတယ်။ NDAA ဟာ NUG, NUCC, ERO တွေကိုကူညီပေးနိုင်မဲ့လမ်းကြောင်းကိုပေါ်ပေးလိုက်တဲ့ဘလို့လုံးရမလဲဘသူကစမလဲလို့နဝေတိန်တောင်ဖြစ်နေတဲ့ကမ္ဘာနိုင်ငံအသီးသီးကိုငါတို့လည်းလှုပ်ဖို့လိုအပ်ပြီဆိုတဲ့စိတ်ဓာတ်မျိုးပေါက်ဖွာလာစေခဲ့တယ်။တနင်္ဂနွေကစလို့နောက်ထပ်နိုင်ငံတွေလိုက်ပါလာဖို့တွန်းအားပေးလိုက်တာလည်းဖြစ်တယ်။ တနင်္ဂနွေချင်းလှုပ်ဆောင်ဖို့လိုသလိုဟန်ချက်ငင်းရင်စုပေါင်းလှုပ်ဆောင်ဖို့လည်းလိုပါသေးတယ်လို့ဝန်ကြီးကဆိုပါတယ်အမေရိကန်နိုင်ငံကအတီးပြုတ်ပြတ်ထန်းလိုက်တဲ့ NDAA တွင်ဘာမာအက်ပါဝင်ပြီးလက်နက်မဟုတ်သောနီးပညာအကူငင်းနဲ့ငွေကြေးထောက်ပံ့မှုတို့ပါဝင်မှာဖြစ်ပါတယ်ရှင်ဖေဖော်ဝါရီ23ရက်တွင် NUG ရဲ့နိုင်ငံချိုင်းဝင်ကြီးဌာနရုံးခွဲကို အမေရိကန်နိုင်ငံဝါရှင်တန် DC မြို့တော်မှာဖွင့်လှစ်မဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။ ဖေဖော်ဝါရီလ13ရက်နေ့ညနေ9နာရီအချိန်တွင် UNG ရဲ့နိုင်ငံချိုင်းဝင်ကြီးဌာနရုံးခွဲကိုအမေရိကန်နိုင်ငံဝါရှင်တန် DC မြို့တော်မှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ဖွင့်ပွဲအခမ်းအနားသို့ UNG နိုင်ငံချိုင်းဝင်ကြီးဒေါ်စင်မအောင်ဒုဝင်ကြီးဦးမိုးစောဦးတို့တက်ရောက်မှာဖြစ်ပါတယ်။လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရကိုတရားဝင်အစိုးရအဖြစ်အတိမတ်ပြု၍ကိုယ်စားလှယ်ရုံးများဖွင့်လှစ်ခွင့်ပြုရာတွင် ကိုရီးယား၊ဂျပန်၊ပြင်သစ်နိုင်ငံ၊ချက်နိုင်ငံ၊ဩစတြေးလျနိုင်ငံ နော်ဝေနိုင်ငံတို့ပါဝင်ပါတယ်ရှင်။ဆလပီအင်းတော်မျိုးနဲ့မဲစာရွာရှိမဲစာရဲစခန်းရှိတွင်ပြည်သူတယောက်ပြစ်တက်ခံရတဲ့တရင်ကိုတင်ပြပါောင်းမယ်။စကိုင်းတိုင်းအင်းတော်မျိုးနဲ့မဲစာရွာရှိမဲစာရဲစခန်းရှိတွင်ပြည်သူတယောက်ပြစ်တက်ခံရတယ်လို့ဖေဖော်ဝါရီ10ရက်မှာအင်းတော်တော်လှန်အင်အားစုကတီးပြဆိုပါတယ်။ဖေဖော်ဝါရီ9ရက်အင်းတော်မျိုးနဲ့မဲစာရွာရှိမဲစာရဲစခန်းရှိတွင် ပြည်သူတယောက်ပြစ်သက်ခံရကြောင်းသိရပါတယ်ပြစ်သက်ခံရသူမှာအသက်45နှစ်အရွယ်အလဲစိတ်ရွာသားကိုစိုးနိုင်ဖြစ်ပြီးညစင်နိုင်အချိန်တွင်မဲစာရွာမှအလဲစိတ်ရွာတို့အပြန်မဲစာရဲစခန်းရှိတွင်စစ်ကောင်စီမှပြစ်သက်လိုက်တာဖြစ်ပါတယ်လို့ဆိုပါတယ်အင်းတော်မျိုးနယ်ဟာစစ်အုပ်ချုပ်ရေးထုတ်ပြန်တဲ့38မျိုးနယ်မှာအပါအဝင်ဖြစ်ပါတယ်ရှင် KNU ကရင်အမျိုးသားအစည်းအရုံးကိုတူးလီအုပ်ချုပ်နေမြေအတွင်း ိုက်ပွဲပေါင်း8038ကြိမ်ဖြစ်ပွားအာနာသိန်းအကြံဖက်စစ်ကောင်စီတပ်များမှ6886ဦးသေဆုံးတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ဖေဖော်ဝါရီလအတွင်းမှာ KNU ကရင်အမျိုးသားအစည်းအရုံးဗဟိုဤထုတ်ပြန်ချက်အရ KNU ကရင်အမျိုးသားအစည်းအရုံးကိုတူးလီအုပ်ချုပ်နေမြေအတွင်းတိုက်ပွဲပေါင်း8038ကြိမ်ဖြစ်ပွားအနာသိန်းအစံဖက်စစ်ကောင်စီတပ်များမှ6886ဦးသေဆုံးခဲ့ပါတယ် KNU ကရင်အမျိုးသားအစည်းအရုံးကိုတူးလီအုပ်ချုပ်နေမြေအတွင်း2021ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့တွင်မြန်မာစစ်တပ်မှအာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး2023ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့အထိနှစ်နှစ်အတွင်းအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ နေမြေစိုးမိုးနိုင်ရေးအတွက်တပ်အင်အားတိုးချဲ့ခြင်းများစစ်ရေးလှုပ်ရှားမှုများပုံမှုလှုပ်ဆောင်ခြင်းများကိုအဆက်မပြတ်လှုပ်ဆောင်လာသည့်အတွက် KNU ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA ခရီးအမျိုးသားကာကွယ်တပ်ဖွဲ့ KNDO တို့နဲ့အာနာသိန်းအကြံဖက်စစ်ကောင်စီလက်ပါစီတပ်များအကြားနေ့တိုင်းထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့ KNU တို့၏စစ်ရေးဥဆောင်မှုအောက်ရှိစစ်ကြောင်းများ drone တပ်ဖွဲ့များပြည်သူ့ကာကွယ်တပ်ဖွဲ့များမှနှစ်နှစ်တာတိုက်ပွဲများတွင် တိုင်းပြည်လွတ်လပ်ရေးအတွက်ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ရင်း219ဦးမှအသက်ပေးလူခဲ့ရပြီး605ဦးမှထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ရနာတဘာဝတံငွေစီမံကိန်းမှာထည့်ဝင်ထားတဲ့အစုရှယ်ယာတွေကို ကနေဒါရေနံကုမ္ပဏီ MTI Energy လက်အောက်ခံ company တစ်ခုကို Chevron company ကရောင်းချလိုက်တဲ့သတင်းဟောနောက်ဆုံးတင်ပြပေးချင်ပါတယ်။ February 6ရက်နေ့မှာ America အခြေစိုက် Chevron ရေနံ company ကအခုလိုသတင်းထုတ်ပြန်ခဲ့ပါတယ်။ Chevron ရဲ့ share တွေကို MIT Energy ကသူ့ရဲ့ Bermuda ကျွန်းအခြေစိုက်လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Ed Martin Holding လုပ်ငန်းကတဆင့်ဝယ်ယူတာလို့မြန်မာစစ်တပ်နဲ့ဆက်ဆက်လုပ်ကိုင်နေတဲ့စီးပွားလုပ်ငန်းတွေကိုပေါ်ထုတ်နေတဲ့ Justice for Myanmar အဖွဲ့ကပြောပါရယ် ရေဂျင်းပိုင်ဘာမျူရာကျွန်းစုဒေတာဟာနိုင်ငံခြားကုမ္ပဏီတွေအခွန်ကင်းလွတ်ခွင့်ရရှိတဲ့ဒေတာဖြစ်ပြီးလွှတ်တဲ့စီရင်ပိုင်ခွင့်နယ်မြေဖြစ်တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံကအကြီးအမားဆုံးရနာတန်ခွင့်စီမံကိန်းမှာထည့်ဝင်ထားတဲ့အစုရှယ်ယာ51ဒသမ100ခိုင်နှုန်းကိုရောင်းချဖို့သဘောတူထားပြီးဒီသဘောတူညီချက်ပါအချက်လက်တွေကိုလွှတ်ဝတ်ထားတယ်လို့ Chevron Company ကပြောတဲ့အကြောင်း Argus Sea Boy သတင်းက February 10ရက်နေ့ကဖော်ပြပါရရှင်။ ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းကပေးပို့ထားတာဖြစ်ပါရှင်။